ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဒါကျွန်တော်တို့တည်တဲ့အချိန်မှာပြီးခဲ့တဲ့နေ့ကဒီ FA Villa မဲခွဲမှုတွေကျွန်တော်လှုပ်တော့ Manchester United ကအိမ်ဝင်းမှာနော်အိမ်ဝင်းမှာကျွန်တော်တို့က Brighton ကိုလက်ခံကစားရမယ်။ဒါ FA Villa ကျွန်တော်ဒီတတိယဆင့်ပေါ့နော်။ FA Villa တတိယဆင့်အနေနဲ့ဆိုတော့ညီကလေးညီနေရောဒီပွဲနဲ့ပတ်သက်လို့ဘယ်လောက်ထိမျောလင့်ထားကြလဲ။တခုတော့ရှိရေပေါ့နော်။အဲဒီ FA Villa ဆိုတာကကျွန်တော်တို့ဒီယာဒီမှာအားထည့်ပြီးတော့ကစားရမယ်ပြိုင်ပွဲပါ။နော်အားထည့်ပြီးတော့ကစားမယ်ပြိုင်ပွဲပါ။ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ Champions League တွေပါလေကစားမနေရဘူး။ဘာဥရောပပြိုင်ပွဲမှာကစားမနေရဘူး။ရှေ့မှာကစားရပါတယ်ဆိုတော့ဒီကာရာဘောင်းဖလားကိုလည်းကျွန်တော်တို့က Greensby လို့အသင်းမျိုးကိုရှုံပြီးတော့ကျွန်တော်လက်လွတ်ထားရတယ်။အဲ့တော့ဒီ FA ဖလားဒီနီးပြားတွေရဲ့ဘက်ကရောကစားမားတွေရဲ့ဘက်ကရောအာယုံစုဆိုင်မှုအပြည့်နဲ့ကျွန်တော်လုံးဝ serious ရှင်မြိုင်ကစားမယ်ပြိုင်ပွဲပါ။ကျွန်တော်တို့ရဲ့ Premier League နဲ့ဒီပြိုင်ပွဲပဲကျွန်တော်ရှိတာ။အဲ့တော့စတော်စီတီထွက်သွားတာမျိုးတွေဘာတွေကဘလူးမန့်လက်ခံနိုင်စရာအခြေအနေမျိုးတွေကျွန်တော်မဟုတ်ဘူးပေါ့နော်။ အဲထားမှာတော့ final ရောက်ခင်ဒီမှာပြုတ်သွားတာတော့ဘာလို့လက်ခံလို့ကျွန်တော်ရသေးတယ်။အဲဒါပေမဲ့လို့ကျွန်တော်တို့ဒီရာဒီမှာအနိုင်ယူထားဘူးတဲ့ Brighton နဲ့ကျွန်တော်ရှင်းမင်းကစားရမှာ။အဲတော့ United အနေနဲ့ကျွန်တော်တို့ထပ်ပြီးတော့တွေ့တော့ငါလိုမျိုးလွယ်ကူမှတော့မဟုတ်ဘူး။ဒါပေမဲ့လို့ FA Plus ဒီကျွန်တော်တို့အတွက်အရင်ရေးကြည့်ပါလေ။နော်ကိုရီးယားအချင်းကြီးကဘလောက်ရောက်နေပြီလဲဆိုတော့ FA Plus ဟာအရင်ရေးကြည့်ပါလေဆိုတော့အနေထားလေးကျွန်တော်ရောက်နေပြီ။ဆိုတော့ဒီပွဲမှာကျွန်တော်အချင်းကြီးကောင်းမှုလူပါတယ်ဆိုတော့နည်းနည်းတော့အလံဝေးသေးတော့ပြောရတာခက်ကြီးခဲကြီးနေပြီ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ အဖီဘလာကဒီပွဲကကျွန်တော်ဇန်နဝါရီမှာကင်ပါကိုနော်ဇန်နဝါရီ10ရက်လောက်မှာကင်မယ်ဆိုတော့အလှမ်းကဝေးသေးတယ်ပေါ့နော်ဒါနောက်တစ်လလောက်ကျွန်တော်ကျင်သေးတယ်ကိုဂျားထဲမှာကဘာတွေဆက်ဖြစ်လာအောင်မင်းကျွန်တော်မသိဘူးအတောက်လျှောက်တွေမြန်ကောင်းနေပြီးတော့ပရီးမီးယားလိမှာတိုက်တယ်ရီစတေးမြန်ကျွန်တော်ရောက်လာမလားနော်ဒါမှမဟုတ်နီးပြအမ်ဘိုရီမြန်ထုတ်ပေးခံရမလားဒါမှမဟုတ်ကစားမားတွေမြန်ကျွန်တော်ထတ်ခေါ်မလားဒီပွဲမတိုင်ခင်ဇန်နဝါရီ10ရက်ဆိုတော့လေဇန်နဝါရီပြောင်းရွှေ့မှာကစားမားကောင်းတွေမြန်ရောက်လာမလားနော်အာဖဂန်ကိုသွားတဲ့ကစားမားတွေရှိနေတော့အဲ့တော်တွေမှာရောကျွန်တော်ရလက်တွေဘလို့ဖြစ်လာမလဲဒါပြီးတော့ရှိတာပေါ့လေ ဒါကြီးတော့ကျွန်တော်ရှိတာပေါ့ဒီပွဲမှာဆိုလို့ရှိရင်လည်းပဲအာဖကွန်မှာကျွန်တော်လက်လွတ်ထားရတဲ့အမ်ဘူမိုတို့အာမဒိုမာစတာဘီတို့ပြန်ပါမလားမပါနိုင်ဘူးလားပေါ့ဒါမျိုးလည်းကျွန်တော်ရှိသေးတယ်ဆိုတော့ဂျားတိုင်းမှာဖြစ်ပျက်စရာတွေစောင့်ကြည့်စရာတွေကျွန်တော်တို့ကအများကြီးတော့ရှိနေသေးတယ်အဲ့တော့ဘာမှတော့ပုံတည်ပြောလို့မရဘူးသို့တော့ခုနကကျွန်တော်ပြောသလိုပဲမြမမဲခွဲတာလည်းဘယ်ပြောမလဲအသင်းနေအများကြီးရှိတယ်ဗျာကျွန်တော်တွေ့လို့ရတယ်အသင်းနေအများကြီးကျွန်တော်ရှိတယ်အဲ့ဒါမင်းတခြားအသင်းကြီးတွေဆိုလို့ရှိရင်မင်းကိုရီလိုမဟုတ်ဘူးနော် အခုကိုအသင်းဆိုလို့ချင်းပရီးမီးယားလိကမင်းကိုဒီကိုဒုက္ခပေးနေတဲ့အသင်းနဲ့ကျွန်တော်တွေ့တာမဲခွဲတာဒါဒီယာဒီမှမဟုတ်တော့ဘူးအင်းမန်စီးတီးတို့ဘာလို့ဆိုလို့ချင်းထားပါတော့ဘယ်ဟာအသင်းနဲ့တွေ့မဲမသိဘူးမန်စီးတီးတို့ဆိုလို့ချင်း Exeter City တို့သီလားပြီးရင်ကျွန်တော်အာဆင်နယ်ဆိုလို့ချင်း Portsmouth တို့နော် Chelsea ဆိုလို့ချင်း Charlton တို့ဟလားနော် Liverpool ဆိုလို့ချင်း Burnley တို့နော်ဒီလိုအသင်းတွေနဲ့ကျွန်တော်တွေ့တာကိုရီတို့စပါးတို့ကတော်တော်ကိုကန်ဆိုးတဲ့နေရာမှာပါတယ် စပါဆိုလို့ရှိရင်ကျွန်တော်က Aston Villa နဲ့တွေ့တယ်။ Newcastle ဆိုဘုံမောင်းနဲ့တွေ့တယ်။ကိုရီဆိုလို့ရှိရင်မင်း Brighton နဲ့ကျွန်တော်တွေ့တယ်ဗျာဒီလား။ Channel အသင်းညပြမင်းတွေ့စမ်းမှာဟုတ်တယ်မလား။ Norwich တို့နော်ပြီးလို့ရှိရင် Wolves တို့တွေ့မှာ Millwall တို့တွေ့စမ်းမှာဒီလိုအသင်းညနဲ့ကိုရီကျမမင်း Brighton နဲ့လာတွေ့ပြီးနေတာဒီလား။တော့ဟိုတချို့ကျတော့လေကျွန်တော်တို့ဗနော်အာ Brighton ကချီနီကောင်းမှမလားပေါ့လောလောဆယ်မှာမနိုင်ပြောရရင်ကို့အတွက်ကဘယ်အသင်းမှအချီနီကောင်းနေလို့ကြူပြောလို့ကျွန်တော်မရဘူး။ ဝဲဝဲပြီးသွားတဲ့အခါနိုင်ဝဲရလက်ထွက်သွားတဲ့စမှာအော်ငါတို့နိုင်ခဲ့ပြီဆိုတဲ့ပုံစံမျိုးကစားမားတွေကိုရိုင်းရဲ့ဘက်ကလည်း week in week out ခြေသွင်းနေကမတည်ငြိမ်ကြဘူးပထမပိုင်းဒုတိယပိုင်းခြေသွင်းနေမတည်ငြိမ်ကြဘူးဒီကောင်တွေကပထမပိုင်းမှာခြေသွင်းတစ်မျိုးပြရင်ပြတယ်ဒုတိယပိုင်းမှာခြေသွင်းတစ်မျိုးပြရင်ပြတယ်နီးပြပြတဲ့ရူဘင် MOD နဲ့ပတ်သက်လို့လည်းဘယ်နီးပြမှဆိုသူဘယ်လိုကစားမလဲဆိုတော့သိနေပြီအဲ့တော့ တို့အသေးနေမှာသာအတိုင်းအတာတစ်ခုဒီအကြီးချင်းကောင်းတဲ့ကစားမတချို့ပါတယ်ဆိုလို့ရှိရင်ကိုရီကိုဒုက္ခပေးနေဆိုရှိတဲ့အနေအထားမျိုးသူတို့ပြင်လက်ရှိတွေ့နေတဲ့ Brighton လိုမျိုးဆိုတော့ Brighton ဒီကိုရီကိုကောင်းကောင်းဒုက္ခပေးနေဆိုရှိတယ်ကျွန်တော်တို့ Premier League မှာသူတို့ကိုနိုင်သွားတော့က4-2နဲ့နိုင်တာเนาะအေးအဲ့ဒီမှာဆိုလို့ရှိရင်4-3တွေပါတယ် sorry 3-3တွေပါတယ်ပြန်ဖြစ်သွားမဲ့အခိုက်အတန့်ကြီးကျွန်တော်ရှိခဲ့တာအဲ့လောက်ထိကျွန်တော်တို့ကတိုင်ပတ်ခဲ့ရတာ Brighton ကိုဒါတောင်မှနောက်ဆုံး Anfield ရဲ့ဂိုးနဲ့အဲ့လိုမျိုးတွေဖြစ်သွားတော့တော်တော်လေးကိုစိတ်သက်သာရရခဲ့တာအဲ့တော့ပြောချင်တာကကျွန်တော်တို့ကမလွယ်ဘူးပေါ့နော် ရိုက်တန်ဟာနီးစနစ်ပိုင်ရာဆိုရှင်အပြောင်းလဲလုံနိုင်စွမ်းရှိတဲ့နီးပြမျိုးကိုပိုင်ဆိုင်ထားတယ်။ဒါအပြင်သူတို့မှာဆိုလို့ရှင်လည်းပဲကိုရီကိုဒုက္ခပိနေစွမ်းရှိတဲ့အသင်းမျိုးနော်ကိုရီကိုတွေ့တိုင်းသူတို့ကဒုက္ခပိတဲ့တွေမှာပါတယ်နော်ဟိုဆိုတော့တောင်မန်ဒီမှာဆိုလို့ရှင်လည်းပဲဦးရနေ့ကကျွန်တော်ရှင်မင်းကစားခဲ့တဲ့ဝူပန်ဟန်နဲ့စားလို့ရှင်ပူပြီးတော့အီချင်းကောင်းတဲ့ကစားမားတွေကိုသူတို့ကပိုင်ဆိုင်ထားတာ။အဲ့တော့ဟိုအဲ့ဒီဇန်နဝါရီ10ရက်ကျလို့ရှင်တော့ဗောနော်နီးပြကရော MOD ဆက်ရှိပါဦးမလား။ဒါမှမဟုတ်ကစားမားတစ်တွေအဟောင်းနေဘလို့ဖြစ်နေပြီလဲ။ ဒါဓာတ်တွေပုံမှန်တော့မူတည်သေးတာဆိုပေမဲ့လို့ကျွန်တော်တို့ကဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ဒီယာဒီမှာ Brighton နဲ့ပွဲဒီ FA Pla ကကျွန်တော် Imdan အာယုံဆိုင်ကစားမယ်တွေမှာပါပါတယ်အချင်းကြီးကောင်းဖို့ကျွန်တော်မျှော်လင့်တယ်အချင်းကြီးကောင်းမှကျွန်တော်ဖြစ်မယ် Premier League ကလည်းပဲဒီယာဒီမှာ1 2 4ဝင်နေတဲ့ solution ကိုအရင်ကောင်းတဲ့အချင်းကြီးမျိုးကျွန်တော်ဖြစ်မှာပြေတနာကမနီကလိုမျိုးအဲ့လိုအခွင့်အရေးတွေရတဲ့အခါပြီးခဲ့တဲ့နေ့ကလိုမျိုးကျွန်တော်ကဒီအခွင့်အရေးကိုအမှတ်ကိုယူနိုင်ဖို့ကျွန်တော်လိုတယ်ပေါ့တကယ်ယူနိုင်ပါမလားမသေးကြဘူးပေါ့နော် ကြောင်ဒါကြောင့်ကျွန်တော်အနေနဲ့ပြိုင်ပွဲကတပတ်မှတပွဲလောက်ပဲဆိုတော့အချိန်ကြီးမကောင်းဘူးအဲ့တော့ကိုရီတော့ FA Plus ဒီအများကြီးကြည့်ပါတယ်နိုင်ဂျင်နဲ့နောက်တစ်ဆင့်ကိုကျွန်တော်တက်မှကျွန်တော်ဖြစ်မယ်ကာရာဘောင်းတို့ဘာလို့ကိုကျွန်တော်လက်လွတ်ခဲ့ရပြီးသွားပြီကျွန်တော်တို့အတွက်ပေါ့နော်တောက်လျှောက်ဆိုလို့ပွဲချက်ဒီဆိုတာမျိုးလည်းကျွန်တော်မရှိဘူးအဲ့ဒီပွဲဒီအနိုင်ရဖို့ကျွန်တော်လိုပါတယ်ရွယ်လေးမလိုတော့ကျွန်တော်မထင်ဘူးပေါ့နော်အိမ်ကွင်းဖြစ်ပြီးမဲ့လို့ညီကတို့အနေနဲ့ရောဘယ်လိုမြင်ရလဲလက်ရှိ FA Plus မဲခွဲမှုမှာကျွန်တော်တို့ Brandon နဲ့တွေ့တဲ့အနေအထားနဲ့ပတ်သက်ပြီးတော့ကျွန်ညကြပါအောင်အားလုံးချစ်သူများကြီးတင်ပါတယ်